အားလုံးပဲမင်္ဂလာပါခင်ဗျ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျ22ရက်နေ့အပိတ်နေ့တောက်ကြနေ17လပိုင်း2025ငါနေကုန်အတွက်ဒုတိယလေးကိုကျွန်တော်တွေ့ပြပေးသွားပါမယ်ခင်ဗျနော်22ရက်20ရက်နေ့ကကျွန်တော်မနက်ပိုင်းကို26ပြေနော်25ထွက်လဲပေါ့ခင်ဗျခု22ရက်နေ့ကျွန်တော်17:00မိနစ်အတွက်ပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်စတင်ပြပါမယ်ခင်ဗျနော်ပထမဆုံးကျွန်တော်ထိပ်စီးပိုင်းလေးကိုကြည့်ပြပါ မောင်ဆုံးထိစီပိုင်းလေးရာဒီကကျွန်တော်တို့ဒီ3လုံးနော်ဒီ3လုံးရဲ့ကျွန်တော်တို့ရတလုံးစုစုပေါင်း4လုံးပေါင်းချင်းနော်4လုံးပေါင်းချင်း9338ပေါင်းချင်း73 9ပေါင်းချင်းက15နှစ်ဆယ်နှစ်ဆယ်ဆိုတော့39ခင်ဗျာเนาะ39ရဲ့ပါဝါက9เนาะ39ပါဝါ9ဒီမှာကျွန်တော်တို့ဗာထွက်သွားပြီလေ9ထိပ်စီထွက်သွားတယ်ခင်ဗျာဒီမှာဟုတ်ပြီเนาะ9ထိပ်စီတွေထွက်သွားတယ် နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နော်အာဒါထိပ်စီပိုင်းလေးပြပေးတာပါခင်ဗျာနောက်တစ်ခုကျတော့တော့ဒီမှာကျွန်တော်တို့ဟာနေ6 1နေ6 1ကိုလေးလုံးပေါင်းခြင်းတစ်ရက်16 18ရက်ပါဝါက3ဟုတ်ပြီနော်10ပါဝါ3ဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲ၃ထိပ်စီထွက်သွားပြီခင်ဗျာနော်၃ထိပ်စီကျွန်တော်ထွက်သွားပြီ 21ရက်နေ့အပိတ်နေတောက်ကြနေကျွန်တော်တို့7:10မိနစ်မှာထိတ်စီက9033ညပေါင်းချင်းเนาะ9033ညပေါင်းချင်းကတရှယ်15ရဲ့ပါဝါက3ညเนาะဒါကြောင့်မို့ကျွန်တော်ထိတ်စီ3ညကျွန်လုံးရသွားပြီဒါက7:10မိနစ်အတွက်ကျွန်တော်တို့21ရက်နေ့တောက်ကြနေ့ ဆန်းတဲ့နိုင်10မိနစ်အတွက်၃ညတလုံးရသွားပြီခင်ဗျာเนาะထိတ်စီမှာ၃ညတလုံးပိုင်ရသွားပြီအပိတ်ကိုကြည့်ပြပါအပိတ်ကနန်းလေးလာမယ်ခင်ဗျာเนาะအပိတ်ကနန်းလေးဟာ6နဲ့3ညနဲ့ပေါင်းချင်းเนาะ6နဲ့3ညနဲ့ပေါင်းချင်းကကျွန်တော်တို့600ရတယ်6ရဲ့ပါဝါကလည်း1ပဲခင်ဗျာဟုတ်ပြီเนาะ6ပါဝါ1ဒီမှာကျွန်တော်တို့1ပိတ်နဲ့51ဆိုပြီးတော့ထွက်တာ နော်ထိတ်စီဟာဒီ၃လုံး၄လုံးပေါင်းချင်းက15 20တုံညရဲ့ပါဝါက9 9ထိတ်စီအပိတ်က6နဲ့တုံညနဲ့ပေါင်းချင်းက6 6ရဲ့ပါဝါက1ဒီမှာ1ပိတ်နဲ့51ထွက်သွားတယ်နော်နောက်တစ်ခုကြတော့ဆက်ကြည့်မယ်နောက်တစ်ခုကြတော့ဒီကတုံညနဲ့1နဲ့ပေါင်းချင်းနော်တင်းနဲ့တုံညနဲ့ပေါင်းချင်းက1 1ရဲ့ပါဝါက6ပဲခင်ဗျအဲ့တော့သူ့မှာလည်းကျော်တော့ပါထွက်သွားလဲ6ပိတ်နဲ့36ထွက်တာ ုတ်ပြီနော်ထိတ်စီရ261ကိုပေါင်းခြင်းက30ဒီမှာတင်းနဲ့ကိုနဲ့ပေါင်းတော့30 6နဲ့နှစ်နဲ့ပေါင်းတော့88 6ရဲ့ပါဝါတော့3ထိတ်စီဟောအပိတ်ကိုကြည့်မယ်3ညနဲ့တင်းနဲ့ပေါင်းတော့1 1ရဲ့ပါဝါ6ကျွန်တော်6ပိတ်36ထွက်လာတယ်နော်အားကြောင့်မို့ကျွန်တော်12နာရီ10မိနစ်မှာအပိတ်နေတောက်ကြနေ21ရက်နေနော်ဘာပိတ်နိုင်လဲဆိုတော့9 8 9 10 နှစ်နဲ့သုံးနဲ့ပေါင်းတော့ငါးရဲ့ပါဝါသုံးညဟုတ်ပြီကျွန်တော်တို့သုံးညပိတ်တယ်သုံးညပိတ်တော့သုံးညသုံးညတခါမှတော့တွက်နီးမှဒီတိုင်းမထွက်တာဘူးအခုတော့တွက်နီးမှဒဲထွက်လာတယ်သုံးညသုံးညဟုတ်ပြီနော်9ခွန်3သုံးညပေါင်းချင်းက10 15 9ရဲ့ပါဝါ3ညထိတ်စီက3ညထွက်ခဲ့ဒီမှာလဲကျွန်တော်တို့2နဲ့3နဲ့ပေါင်းချင်းက9 9ရဲ့ပါဝါ3ညပဲ3ညပိတ်3ည3ည12နိုင်10မိနစ်မှာကျွန်တော်တို့ 20တဲနဲ့အပိန်နဲ့တောက်ကြနေ12နိုင်10မိနစ်မှာ၃ည၃ညတစ်ခွက်ထိုးရမယ်နော်တစ်ခွက်ပဲထိုးရမယ်အပူတွေပဲထိုးရမယ်ခင်ဗျာနော်အခုကျွန်တော်ညနေ4နိုင်ခွက်အတွက်ဆက်ပြမယ်4နိုင်ခွက်အတွက်နော်4နိုင်ခွက်ကိုကျွန်တော်တို့ကြည့်ပေးပါညနေ4နိုင်ခွက်အတွက်ပထမဆုံးကျွန်တော်ထိတ်စီးကိုကြည့်မယ်ခင်ဗျာနော်ထိတ်စီးကိုကြည့်မယ်ထိတ်စီးကဒီ၃လုံးပေါင်းခြင်းနော်ထိတ်စီးကဒီ၃လုံးပေါင်းခြင်းဟုတ်ပြီနော်၈၆ 685ပေါင်ချင်း1900ရတယ်ခင်ဗျာเนาะ19ဆိုတော့ကျွန်တော်9ရဲ့ပါဝါက4ဒီမှာကျွန်တော်တို့4ထိပ်စီထွက်သွားပြီ658ပေါင်ချင်းက695ပေါင်17ပေါင်19 9ရဲ့ပါဝါလေး4ထိပ်စီဟုတ်ပြီ4ထိပ်စီတော့ကျွန်တော်အပိတ်ကိုကြည့်မယ်အပိတ်ကဒီ3လုံးပေါင်ချင်းเนาะဒီ3လုံးပေါင်ချင်း98 3ညပေါင်ချင်းက18 18မှာ9ရဲ့ပါဝါက2ဒီမှာကျွန်တော်9ကိုယူမယ်เนาะ49ထွက်သွားတယ် ထိတ်စီးကဒီ၃လုံးပေါင်းခြင်းက19ရဲ့ပါဝါ၄ကိုတို့ည၈ပေါင်ကြီးအပိတ်ပါဆိုရင်၁၇ခုနှစ်ပါဝါနှစ်ခုနှစ်ကိုယူတဲ့၄၀ခုထွက်သွားတယ်။နော် နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်။နောက်တစ်ခုကျတော့ကျွန်တော်ဒီ၃လုံးပေါင်းခြင်း၉ပဲ။နော်ဒီ၃လုံးပေါင်းခြင်းက၉၉ရဲ့ပါဝါ၄ဒီမှာလည်းကျွန်တော်၄ထိပ်စီထွက်သွားပြီ။အပိတ်ကဒီ၃လုံးပေါင်းခြင်းဆိုတော့ကျွန်တော်တစ်ဆယ်၁၈၈ရဲ့ပါဝါက၃ဒီမှာကျွန်တော်က၃အပိတ်နော်။ ထွက်53ဆိုပြီးထွက်တာလေနော်ဟုတ်ပြီဒါကြောင့်မို့ကျွန်တော်တောက်ကြနေ21ရက်နေ့ညနေ4နာရီခွဲမှာကျွန်တော်တို့ဖြစ်နိုင်ကြီးရှိတာကထွက်နိုင်မှာပေါ့နော်ဒါက2 4 5ပေါင်းချင်းက61 1ရဲ့ပါဝါက6ဟုတ်ပြီ1ပါဝါ6ဆိုတော့ကျွန်တော်တို့ဘာထိတ်စီရသွားပြီလဲ6ထိတ်စီရသွားပြီနော်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းက8 6ရဲ့ပါဝါက3 ဒီမှာကျွန်တော်တို့ကနှလုံးယူအောင်ဟုတ်ပြီเนาะ၈နဲ့၃နဲ့ကျွန်တော်နှလုံးယူမယ်ဆိုရင်60နဲ့8 60နဲ့3 3ခွက်ပဲထူအောင်နေကုန်ပါမှာเนาะ21ရက်နေ့ကျွန်တော်နေကုန်မနဲ့နဲ့ညနဲ့3ခွက်ပဲထူအောင်မယ်3ည3ညရဲ့เนาะ6 68 63 3ခွက်ပဲထူအောင်မယ်အဲ့ဒီမှာမှာအရန်ထူးကျင်တဲ့လူကတော့9ရဲ့ပါဝါ3ည9ရဲ့နှက်ခတ်က3 ငါပေါ်တော့ညာငါရဲ့နှက်ခက်က3တစ်ပါဝါ6တရဲ့နှက်ခက်က8ရှေးပါဝါ3စရဲ့နှက်ခက်က1အဲ့ဒီမှာအပူအာဆိုရင်ဟောပြီနော်အပူအပူကပါလာမယ်ငါငါတုံညာတုံညာပြီးသွားပြီနော်ငါ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 တုံညာငါတုံးပေါ့ရရန်ကနော်ပြီးရင်တုံညာတုံညာငါတုံညာတုံညာတုံညာတော့မှတုံညာတုံအရန် ဟုတ်ပြီ35အရန်33ကြအရန်33အပူလာမယ်ဟုတ်နော်အရန်ခွက်ပြီးရင်နောက်တစ်ခုက1133တတဟုတ်ပြီနော်တတပြီးရင်ကျွန်တော်6ထိတ်နဲ့6863ကဒီမှာပါပြီ61ဟုတ်ပြီ8ထိတ်နဲ့ဆိုရင်88နော်88 8381ဒါတွေကအပူပေါ့နော်အပူက main ခွက်နဲ့ပါနေဆိုရင်ကျွန်တော်၅ခွက်ပေါ့နော် main ခွက်နဲ့ဒီ main ခွက်၃ညာ၃ညာနဲ့ပေါင်ရင်ကျန်တဲ့၅ခွက်ချင်းတရာတော့အပူလာမလားလို့မပြောတတ်ဘူးခင်ဗျာနော်တစ်ကတစ်တုံညာတစ်ခွက်ရှင်းသွားပြီဆိုတော့နော်အပူကတစ်ခွက်မှမထွက်သေးဘူးဝီကတဲ့ပတ်ကလည်းအပူမလာတော့ဘူးဆိုတော့အပူလာရင်လည်းလာမယ်ခင်ဗျာနော်အဲကြောင့်မို့ကျွန်တော်ကထိုးရမှာ၃ညာ၃ညာ68 63ကို main ခွက်၃ခွက်ထိုးရမယ်ကျန်တာကအရန်ခွက်ပေါ့နော်အားလုံးပဲကျွန်တော် 21ရက်နေ့17လမိုင်း2022တောက်ကြနေ့အပိတ်နေ့7နိုင်10မိနစ်ဝ4နိုင်ခွဲဝအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ